ရှင်ကျမတို့ Adulay Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေတကုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမေးမြန်းတဆက်သွားမှာဖြစ်ပါရဲ့ရှင်။ဒါတော့ဒါအကောင့်ပိုင်ရှင်ဝင်းရွယ်ကနေပြီးတော့မေးထားပါဆရာ။ ။သူမေးထားတာကကြတော့ဒီထေရဝါဒဗုဒ္ဓဘာသာမှာတဲ့ပေရင်ယုံကြည်မှုဟာမြန်မာနိုင်ငံအတွင်းကိုဘယ်ဘယ်ကာလမှာဝင်ရောက်ခဲ့တာပါလဲတဲ့ဒီဘီရင်အပေါ်မှာယုံကြည်မှုရောဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲဆရာဆိုပြီးတော့မေးထားပါရဲ့ရှင့် ဘေးရင်နဲ့ပတ်သက်လာရင်ဒီဘေးရင်ပညာရက်ကမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူခင်တည်းကရှိနေတဲ့ပညာရက်ပါနော်အဲ့ဒီထက်ကပေါ်တာပါမြန်မာနိုင်ငံကိုရောက်တာကတော့သမိုင်းမှတ်တမ်းနဲ့ဆိုရင်သေခိတရာခေတ်ကနေစပြီးတော့ရောက်ရှိလာတယ်လို့ပြောရမယ်နော်ဘသူတွေကတည်တာလဲဆိုတော့ဒါရှင်းတယ်အိန္ဒိယဗြဟ္မဏလူမျိုးတွေပုံသားတွေကတည်တာတာပဲလေအဲ့တော့သေခိတရာခေတ်ဆိုတာကဘုရင်စနစ်တွေအုပ်ချုပ်နေကြတော့အဲ့တော့ဟိုတုန်းကရှိတဲ့ဘုရင်တွေကစဒီဘုရင်တို့လက္ခဏာတို့တရားတက်စင်တို့အယုံကြည်လွန်ခဲ့တယ် နော်ဘေးတင်ကိုလွန်ခဲ့တယ်ယုံကြည်မှုလွန်ခဲ့တော့ရှင်ဘုရင်မမဟုတ်ဘူးဗျထေရဝါဒဘုန်းကြီးတရားစားဘေးတင်ပညာကိုလေ့လာလိုက်စားတယ်အဲ့ဒီခေတ်မှာလေ့လာလိုက်စားတဲ့ဆိုဟိုဟောဖို့စီးပွားရေးအနေနဲ့မဟုတ်ဘူးလောကီပညာရတရားအနေနဲ့သူတို့ကသိကျင်တဲ့သဘောနဲ့ဟိုလေ့လာလိုက်စားကြတာပေါ့နော်အဲ့လိုဟာမျိုးတွေလေ့လာလိုက်စားတာအမှန်တကယ်တော့ဒီဘေးတင်ကျမ်းတွေဟာသုတေသီဆက်ဆက်နဲ့ကျွန်တော်တို့ဟိုလေ့လာရင်ရှိခဲ့အာရီယန်လူမျိုးဆိုတာရှိတယ်ရှေ့အကြဆုံးအာရီယန်လူမျိုးတွေအဲ့ဒီအာရီယန်လူမျိုးတွေကဟိုဆရတ်စတီဆိုတာရှိတယ် ဟိုမြန်မာတော်ကတော့သုရသတိခေါ်တာပေါ့ဗျာမြင့်မြင့်နံမယ်အဲ့ဒီစရစပီဆိုတဲ့မြင့်ညာဘက်မှာနေပြီးတော့အဲ့ဒီခုနပြောတဲ့ကျမ်းတွေကိုဟိုထောင်နဲ့တောင်နဲ့ရေးကြတာပဲနော်ဗေဒင်ကျမ်းတွေကိုရေးကြတာအဲ့ဒီဗေဒင်ကျမ်းတွေကနေပြီးတော့တဆင်ရသေးတွေကနေလက်ဆင့်ကံပေါ့ပုံသားတွေကလက်ဆင့်ကံပြီးတော့မြန်မာနိုင်ငံတွင်းကိုရောက်လာတာအဲ့တော့ဓမ္မစရီမင်းလက်ထက်မှာရောက်တဲ့ခါကျတော့ဒီဗေဒင်ဖုန်းကြီးတွေဟိုတာဝန်မှာမရှိသေးရဆိုပြီးတော့ပြန်တန်းနေပါတယ်ထုတ်ပြီးတော့နေကွက်တဲ့ဟိုအခြေအနေကိုရောက်လာတယ် အဲ့တော့ပြောရင်တော့နောက်ဆုံးရသေးပေါ့ဗျာရသေး၈000ဆရာပေါင်းလို့ပါလို့ဆိုပြီးတော့စိတ်ရှိလက်ရှိလျှောက်ရေးကြတာပေါ့ကျမ်းပေါင်းများစွာရေးကြတဲ့အခါမှာဒါသဘောဝကြကြသဘောဝဆိုင်အောင်ပြောတာပါအချို့သောတရားကျမ်းတွေစံကျမ်းတွေအကျိုးပြုပေမဲ့ကျန်တဲ့ဟာတွေအတုံးစင်ရေးမရတယ်များတယ်ရသေးတွေရေးကြတာအဲ့တော့တို့တို့မှလည်းပဲကျင့်ကျင့်ဝတ်ကျင့်ထုံးတွေလုပ်ကြတယ်အာရှရမကျင့်ထုံးပေါ့နော်အဲ့ဒီမတိုင်ခင်ပြောရင်ဘေးထဲမှာသူက၄မျိုးရှိကြပါဗျာဣရုရဲ့ဟိုယဇုရဲ့ တာမရယ်အထပ်ပနာရယ်ဆိုလေးမျိုးရှိတယ်အဲ့ဒီဣဓုရယ်ယဇုရယ်တာမရယ်အဲ့ဒီသုံးခုကနေရနှစ်ခတ်တွေကိုဒါကြမ်းမြင့်ခွဲလိုက်တာနေရနှစ်ခတ်တွေကိုကြည့်ပြီးတော့ပြောကြဟောကြတာပေါ့အထပ်ပနာဆိုတာကအထပ်ပနာယတိယနဲ့တီထွင်တာဆိုတော့ဂါရဟောမန်းမှုတာလို့ဆေးဖျောင်းနိုင်ထွန်းတာလို့ပါလို့အဲ့ဒီဟာတွေပေါ့နော်အဲ့တော့သူတို့မှဂျင်းဝန်ဂျင်းထုံးတွေလောက်ထားကြတယ်အာရှကမဂျင်းဝန်ဂျင်းထုံးဆိုတာသူကဘာလဲလို့ဆိုတော့ပထမအရွယ်မှာယတိတွေကပေါ့ပြမနာတွေကပထမအရွယ်မှာပညာရှာတယ်ပေါ့ဒုတိယအရွယ်မှာ စီးပွားရယ်သမိသားရယ်ရှာဖွေတယ်ပေါ့နော်တတိယရွယ်ကြောက်တော့စီးပွားနဲ့သမိသားကိုထားပြီးတော့ဇနီးမယားနဲ့သူနဲ့ကတောထွက်ရတယ်ဒါတတိယရွယ်စတုတ္ထရွယ်ကြရင်သူကဇနီးမယားပါထားခဲ့ပြီးတော့သူတပါးလဲတူဦးရေသိပ်ပို့ပြီးတော့တော်တဲ့တောင်နဲ့နေကြအထုတ်ကြတယ်ဒါပေမဲ့အမှန်တော့အဲ့ဒီကစတာပဲရေသိပ်စိတ်ဖြစ်စွာကြားဘူးမှာရေသိပ်တရားအဲ့လိုတပါးတဲ့နောက်ဆုံးစတုတ္ထရွယ်မှာတောထွက်သွားတဲ့ခါကျတော့အလုတ်ကိုင်းလည်းမမြင်ရမှရှိဘူးလေအော်မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်လည်းမမှုသေးတဲ့အတွက်သစ္စာလေးပါးဘာမှသိရမလို့ သူကသူရမ်းတုံနေကြတာပေါ့လှုပ်ကြတာပေါ့ဒါပေမဲ့ဟိုကိရိစံငြိမ်းအောင်တော့လှုပ်တယ်ပေါ့ဗျာလှုပ်တဲ့ခါမှာသူကဟွာလေးတွေခန္ဓာလေးတွေကွဲသွားတယ်အချို့သောယသေတွေကမိတို့ရဲ့ဝင်နေထွက်လေလေးကိုရှင်းကျင်ပြီးတော့မှတ်သားတယ်ပေါ့ဗျာဒါမဲ့ဒါမဲ့သတိပဋ္ဌာန်တွေကအာနာပါနသတိပဋ္ဌာန်နဲ့တော့မတူဘူးနော်သူကသူသူနိသုဟန်နဲ့လှုပ်လှုပ်ကြတာဒါကတော့စင်ကန်တော်တူပေါ့အဲ့လိုမှတ်ထားပြီးလှုပ်ကြတော့အိန္ဒိယမှာပါကြံခဲ့လဲဆိုတော့ယောဂနီဆိုတဲ့ဟာကိုကြံခဲ့တယ်ယသေတွေကနောက်ဒုတိယယသေကြတော့သူက ကောင်းကင်မောကြီးရဲ့ရစိတ်ပေါ့ဗျာအပေါ်ပိုင်းစိတ်ဝင်စားတော့အဲ့တော့နီလာနှစ်ခတ်တရားတွေကိုသူကမှတ်သားတယ်ပြည်ပြင်းကြောင်းလဲပုံတွေကိုဒေါကဖြစ်ရတဲ့နဲ့တိုက်ဆိုင်ကြည့်တယ်အတိုက်ဖြစ်ပံများတဲ့ဟာလေးတွေကိုတိုက်ဆိုင်မှုတွေကိုမှတ်သားရတယ်ဒီလိုနဲ့ဒါသူပညာရတစ်ခုလောက်တာပေါ့ထားပါတော့ဒါကြမ်းမြင့်ပြောတာတချို့ရစိတ်ကြတော့လည်းအပေါ်မဟုတ်ဘူးသူကအောက်ကိုကြည့်တာအောက်ကိုကြည့်ရဆိုမြေကြီးနဲ့ပတ်သက်တဲ့ဟာပေါ့ငင်းငလင်လောက်တာဘလို့ပါညာပေါ့ဗျာနေကြံအတက်ဆိုတာလည်းရှိတယ်ဟုတ်လို့မဟုတ်လေအဲ့လိုဘက်ကသူကမှတ်တမ်းမှတ်ရလုပ်ပြီးတော့ဒါဟော့စတန်ထုတ်တာပေါ့ တချို့ရသေးကြတော့သူကဒီရှေ့တက်တက်ကြည့်တာပေါ့အပေါ်လည်းမဟုတ်အောက်လည်းမဟုတ်ရှေ့ကြည့်တော့ပါကြည့်မြင်တော်တော်လည်းမှတက်ပြနေနွယ်တွေခြုံနေပဲရှိအဲ့ဒါတွေကသူကတူးဆွတက်ခေါက်တွေပါတယ်နေဥတ္တဥတွေပါတယ်လုတ်ပြီးတော့ဆေးချမ်းပေါ့ဗျာနော်လောကကြီးပွားရေးကောင်းမွန်ရေးပေါ့နော်တတော်ဝါကြီးကျေတာပဲပေါ့အဲ့လိုဆေးမြစ်တွေပါတယ်လုတ်ပြီးတော့ရှာဖွေပြီးတော့လုတ်ကြအဲနောက်ဆုံးတစ်ခုကတော့သူကအပေါ်လည်းမကြည့်ဘူးအောက်လည်းမကြည့်ဘူးရှေ့ရှေ့ချမ်းလည်းစိတ်ဝင်စားအောင်အာနာပါနလည်းမလုပ်ဘူးအဲ့ဒီရသေးအုပ်စုကြတော့ပါလဲဆိုတော့ သူကကဏ္ဍသင်္ချာတွေကိုအပေါင်းတို့မြောက်စားဤလေးပါးနဲ့လက်ကစားတာပြောရရင်တော့လက်ကစားတာရှောက်တွက်တာတက်ပြီးတော့အဲ့ဒါကလည်းသူကထားပါတော့ဗျာဘယ်ဘယ်ကဏ္ဍဘာအကျွမ်းရဘလောက်ပါညာအဲ့အပညာရတခုလုပ်တယ်အဲ့ဒါတွေကဘာတွေလဲလို့ဆိုတော့နောက်ဆုံးတော့သူတို့ပညာရတခုအနေနဲ့သူတို့ထုတ်ပေါ်လာကြတော့ဆွမ်းထုတ်ပေါ်လာကြတဲ့အခါကျတော့တကယ်တမ်းလောကဖြစ်ရတဲ့နဲ့တိုက်ဆိုင်နေဆိုတာမှလည်းပဲတာမန်တိုက်ဆိုင်မှုပဲသိပ္ပံနည်းကြလည်းမဟုတ်ဘာမှမဟုတ်တရှိခေခါရဲ့သူတို့လုပ်တဲ့ဟာ ။မင်းဆက်ပြချင်းပွင့်ထုံးတော်မူတဲ့ခါကျတော့အကုန်လုံးကို correction လုပ်တာပေါ့ဗျာ။ဒါကြီးကမဟုတ်သေးပါဘူး။ဒါမှမဟုတ်ဘူး။နေလာနှစ်ခါကြည့်တဲ့ကြည့်ပြီးပြောတဲ့ပုဂ္ဂိုလ်လည်းဘုရားရှင်ဟောတာပဲနက္ခတံပရိမာဏိတံဘာလံအထောဥပိစ္ဆကအထောအထတနက္ခတံကိယထံဂရိဇန္တိတာရကကျန်တဲ့လူတွေအတုမကြည့်ကြနဲ့အဲ့ဒါဒိဗေနက္ခတံပရိမာဏိတံနက္ခတံမြင့်မို့ကိုစင်စက်မပြတ်လက်ပတ်သွာလာနေကြကုန်သောပရိနက္ခတရာတို့ကိုပရိမာဏိတံမျောလင့်ဆောင်စားအားထားနေကြကုန်သော ဘာလံចောင်းကျိုးမသိလူငတိကိုအထောအကျိုးစီးပွားတို့သည်ဥပိ္ပဇကဖယ်ခွာရသွားလိမ့်မည်။ကိဉ္ယထံကရိသန်းတိတာရကတာရကကောင်းကင်ရကြေတာရတို့သည်ကိဉ္ယထံအဘယ်ကဲသို့သောအကျိုးကိုကရိသန်းတိပြုနိုင်မှအန်းနေ။တော်သူသွားလာနေကြဘာကျိုးမှမပြုဘူးတဲ့ကိုလို့တဲ့ကောင်းမှုကုသိုလ်ကိုယ်ကောင်စီကအဖေကဒါသေးချာဟောထားတာပေါ့ဗျာခုနကပြောတဲ့ပေါင်းနှုတ်မြောက်စား၄ပါးနဲ့လက်ကစားတဲ့ပုံစံတွေလည်းဒီနိုင်မယ်လက်သက်ပြရင်ဒါကျွန်တော်ပြောဖို့ရတဲ့ဟိုတော့ကစတ္တတိကဏကဏနာပြိစေတော့ သစ္စာ၄ပါးကိုဟောတဲ့အခါမှာမြတ်စွာဘုရားရှင်စတ္တတိခဏနာပြိစေတော်စတ္တတိ၄ခုစီကဝါ၄ခဏခုစီကခဏနာရေတွက်မြင့်မြတ်တော်ပြိစေတော်အပိုင်းချပဲလေးဆိုတာဘာမှမဟုတ်ဘူးတဲ့အပိုင်းချဒါသစ္စာ၄ပါးကိုတော့ဟောတာနော်ဟောတဲ့၄ကိုပြောနေတာလေးဆိုတာ၅နဲ့အဲဟိုက၃နဲ့၅ကြားမှာဗျာမများအောင်ထည့်ထားတာပဲတဲ့ဘာတမိုးမှလည်းမရှိဘူးခဏ၅ပါးကိုဟောတဲ့အခါလည်းဒီတိုင်းပဲပြိစာတိခဏနာပြိစေတော်ပြိစာတိ၅ခုစီကဝါ၅ခဏခုစီကရေတွက်ခုစီက ခန္ဓာနာရည်တွက်ခြင်းမြတ်သောပြိစေတော်အပိုင်းချပဲဘာမှအကျိုးအပြည့်မရှိပါဘူးလို့ပြောတာအဲသူတို့ဟာတွေကိုမြတ်စွာဘုရားကြံကုန်ကော်ရရှင်လုတ်ပြီးတော့ကန်ဆယ်လုတ်ပြစ်တာပဲလေနော်ဒါတွေကအဲ့တော့ဆိုလိုတာကဒီဇမနာတွေရရသေးတွေရဲ့တနည်းအားဖြင့်ပြောရင်တော့ဒါကတော့နည်းနည်းသကလုံးချင်းသိမယ်လို့တော့ထင်တယ်ဒါပဲသိခံပြပါသမာဓိဋ္ဌိပြောတာဟိုကတော့ရသေးတွေရဲ့စိတ်ကူးရင်သားတဲ့မှတ်တမ်းတွေကိုပြန်ပြီးတော့လုတ်ကြတာပါပဲ ဇမလာတရားလက်ဆင့်ခံယူတယ်လက်ဆင့်ခံယူပြီးတော့ဒီဘက်မှာတချို့ဘာသာရေးခေါင်းဆောင်တွေလုပ်ကြတယ်သူခေသူခဘာသာရေးခေါင်းဆောင်ကိုပြင်ကြိုက်တဲ့ခေါင်းဆောင်ကတော့ပရောဟိတ်တွေဖြစ်ကြတာပေါ့ဗျာနန်းတွင်းသုံးတာပေါ့နော်ပြင်ဆရာပေါ့မင်းဆရာဖြစ်တာပေါ့ဘရင်မကြိုက်တဲ့ပယ်ထားတဲ့ပရောဟိုဇမနာတွေကတော့ရောက်ွက်တဲ့လှုပ်ရှားတာပေါ့ဗျာဘေးရှင်တွေဘာတွေဟောလှုပ်ရှားကြတော့တကယ်တမ်းတော့ဘာမှဟိုအကူလောက်เสียမှရှိပါဘူးလို့ပြောတယ် ပညာရနေနေတော့ရှိတယ်ဒါပေမဲ့တရားဝါဒဗုဒ္ဓဘာသာတွေအတွက်ဒီလောက်အကူရမယ်အရာမဟုတ်ဘူးအလေးထားရတဲ့ဟာမျိုးပြစ္ဆုတ်ပံဖြစ်ရတဲ့ခုကိုကျွန်တော်ပြောမယ်နော်အဲ့ဒါက conclusion ပေါ့နောက်ဆုံးကကျွန်တော်တို့ဗုဒ္ဓဘာသာမှာရွှေရှင်သာသနာပိုင်းစံကင်းဆရာတော်ဘုရားကြီးဆိုရှိအဲ့ဒီစံကင်းဆရာတော်ဘုရားကြီးတတော်ထင်ရှားရှိစဉ်တော့ညီမကြီးမလည်းဒီဘေဒင်တွေကဟိုကဖြစ်နေတာပေါ့ဗျာဆရာကြီးတွေတပုံကြီးရှိတယ်အဲ့ဘေဒင်ဆရာတွေအလုံးရှုပ်လိုက်ဤတွေအလုံးခွဲလိုက် အဲ့ဒီစံကင်းရွှေချင်းသာသနာပိုင်စံကင်းဆရာတော်ဘုရားကြီးရဲ့အာယုဒ္ဒတာဆိုရက်အသက်ကိုတွက်ဆန်းပေါ့အသက်တွက်ဆန်းတာဘယ်ချိန်သိမယ်ဆိုတော့တွက်ခိုင်းတာဒါ challenge ပဲသူတို့ကလည်းလက်ခံတယ်တွက်မယ်သူတို့နည်းတွေသိတယ်အကုန်လုံးအဲ့ဒါပထမအဦးဆုံး group တစ်ခုပေါ့ဘယ်ချိန်ဆရာတွေပြန်ပါလိမ့်ညောင်ကန်နီးလို့ခေါ်တယ်ဒါသူတို့တွက်ကြတယ်ညောင်ကန်နီးရဲ့တွက်တဲ့ကအဲ့ဒီစံကင်းဆရာတော်ဘုရားကြီးရဲ့တက်တော်ဟာသူတို့ရဲ့တွက်နည်းရမှာ68နှစ်5လ25ရက်နဲ့9နာရီပဲရှင်းမယ်လို့ပြောတယ် definite တွက်တာ နောက်နောက်တနည်းဂရုကတွက်တယ်ဂွေးကြုံနီးလို့ခေါ်တယ်။သူကလည်းဒီတိုင်းပဲ68နှစ်နှစ်တူတယ်။ဒါပေမဲ့ရက်လမကွဲသွားတယ်။68နှစ်9လ73ရက်နဲ့8နာရီနော်။ခုနက68နှစ်9လ25ရက်နဲ့9နာရီ။ဒါကညောင်ကန်နီးအခုဂွေးကြုံနီးက68နှစ်9လ73ရက်နဲ့8နာရီ။ကဲဒါဖြစ်ရင်ကြံတဲ့ပရောဟိတ်တွေ နာမည်ကြီးဆရာကြီးရှိသေးတာရှိတယ်သူတို့ကအပရိဝါဒပေါ့ဒီနှစ်နီးရလွဲရင်နောက်တနည်းရှိသေးတယ်သူတို့ပြက်ဆန်းတယ်ပြက်တော့တရ9နှစ်9လ25ရက်နဲ့9နိုင်ညောင်ကန်နီးနဲ့သူကနှစ်တော့กว่าတယ်ရက်လနိုင်ကဲအဲ့ဒါတွေစောင့်ကြည့်ကြကုန်ပြီဖြစ်တယ်ဆရာတော်ဘုရားရက်တတ်တော့တရားရောက်လာတရားရောက်လာတော့ခုန69ပါးမမှန်တော့ဘူးနီးနှစ်နီးရလွဲပြီရက်နှစ်နီးလွဲသွားပြီအပရိဝါဒပဲစောင့်ကြည့်ကြဆိုပေါ့ဒါနဲ့သူတို့စိတ်ပြက်သွားတယ်သူတို့အမတန် ဂုံယူတဲ့အမတန်လေးစားလိုက်နာတဲ့ဤတွေမဟုတ်ဘူးဆိုတာသိသိတဲ့အခါကျတော့ဆရာတော်ဘုရားကြီးကိုရှောက်တယ်ဘုံမင်းလေးရှင်ဘုရားရဲ့အာယုတ္တတာကိုဆက်ရတာမလွယ်ဘူးဗျာတဲ့တော်တော်ခက်ရင်းနေပေါ့ရှောက်တော့ဆရာတော်ဘုရားကြီးကမိတ်တယ်ဗျာအေးတဲ့မင်းတို့ကငါရဲ့မွေးတဲ့ဇာတာကြည့်ပြီးတွက်ကြတာကိုတဲ့ငါမွေးတုံးလားလို့ကမဟုတ်တာပဲတဲ့လက်ရှိလုံနေတဲ့အလုပ်ကိုကြည့်ပြီးတွက်တော့မှမင်းတို့မှန်တော့မှာပေါ့ဟုတ်ဘူးလားလူတွေလား အဘိဓုကံဖြတ်ပြီးတော့လည်းအစောကြီးသေးသွားနိုင်တာပဲမဟုတ်တာလုံးနေတယ်ဘုဓုကံလေးနဲ့ဆက်ပြီးအသက်120လောက်ရှိသွားတာလည်းရှိတယ်။ဟိုးအစမွေးတော့ကမွေးစားတာလေးကလုံလောက်ပါမလားသတ္တဝါတို့ကမဟုတ်ဘူးလားဥပမာပြောတာ။ရဲ့သတ္တဝါရဲ့နီးတွေလွဲလာပြောတာပါဒီလိုနဲ့တတ္တယနီးကိုစောင့်ကြည့်။စောင့်ကြည့်တော့တတ္တယနီးကခုနပြောတရား9နှစ်9လ25ရက်နဲ့9နှစ်။ဆရာတော်ကြီးအသက်တရားပြေးလာတယ်တရား1နှစ်တရား2နှစ်လည်းရောပြောင်းနေတော်မူသွားတယ်။အဲ့တော့3ပါးသလုံးဒီအကုန်လွဲတယ်။လွဲတဲ့ပြင်နီးစက်မှုမရှိဘူး။ ဲ့တော့ကျွန်တော်တို့ဒေသဝါဒပုဂ္ဂိုလ်တွေအနေနဲ့ကြည့်ရင်ဆိုဆရာတော်ဘုရားကြီးကဩဘေးရှင်ကိုဟောဗရဏပြုဝမနာပြုပြီးတော့အာမကိုကြဖို့ဈာချပြီးတော့သူ့ကိုယ်စီတော်ပြန်လွန်တော်မူသွားလားမသိဘူးဗောဒီဘက်ကနေရတုံးဆက်ကြတာဗောဗျာအဲ့တော့ဆိုလိုတာကဝမပြုမှာလူ၄၀၅၀ကျော်ရှိတယ်ဘေးရှင်ယုံကြည်တဲ့ပုဂ္ဂိုလ်နဲ့ဒေသဝါဒပရိက္ခေကူစာယုံကြည်တဲ့ပုဂ္ဂိုလ်ခွဲရင်လူကြီးရအပြင်ဘေးရှင်ယုံကြည်တဲ့ဘက်ကတားတယ်အသာကြီးရတယ်သာသီရပြင်မဲ့လေဒီပရိက္ခေယုံကြည်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဆွမ်းအားအပ္ပတန်ထက်တဲ့ သာသနာပြုပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ထေရဝါဒပရိကတော်တွေကိုပျောက်ပြက်အောင်တော့သူတို့မလို့စားဆောင်နိုင်အမှန်တော့ဒီပညာအရဟောဖြစ်ထေရဝါဒပရိကတော်ပျောက်သွားလေဒါတထိုင်းတွေပါတော့မှာပြည့်လို့ဖြစ်ခဲ့တာနော်အဲ့တော့မစွမ်းဆောင်နိုင်သေးဘူးဒီဘက်ကလူကြီးအဖြစ်နဲတော်လည်းပဲစိတ်ဓာတ်အင်အားမြင့်မာပြီးတော့သာသနာပြုစိတ်ဓာတ်ရှိတဲ့ထေရဝါဒပုဂ္ဂိုလ်တွေကလည်းပဲဒီပရိကတော်ကိုအဲ့ဒီဘေးရင်ပညာကိုလွှမ်းမိုးအောင်သူဘေးရင်ပညာကိုအမြင့်ပြုတ်အောင်လည်းရင်းနှီးရှင်းတိမစွမ်းဆောင်နိုင်ကြသေးဘူးအဲ့သူလည်းမပြုတ်ဘူးကိုလည်းမပြုတ်ဘူးအဲ့တော့ သဘောထားကွဲလဲစာနဲ့အေးချင်းစာနဲ့ပဲလက်ရှိတည်ရှိပြီးတော့နေတယ်လို့ဒီလိုပဲယူရမှာပေါ့နော်။ဒါကြောင့်ဟိုပြောချင်တာကတော့ဒီကုန်းချုပ်ပြောချင်တာကတော့ဟိုပထမပုံမှန်ပြောတဲ့နတ်လူဟိုကငကားအကြောင်းလူပေါ့ဗျာ။ငကားကရှိပါတယ်။ဒါပေမဲ့ငကားနဲ့လူတွေရဲ့ဆက်ဆံရေးကလိုအပ်သေးတယ်တော့မပူကြနဲ့။နောက်သမိုင်းတရကံဖြစ်လိမ့်မယ်အတိတ်ပြမရှိဘူး။ဒီမှာလည်းဗေဒင်ပညာကရှိနေတယ်။ဘုရားရှင်မပွင့်ထုံးကင်တဲ့ကရှိနေတယ်။ BC 1500လောက်တည်းကရှိနေတယ်ခရစ်မပေါ့။ဒါပေမဲ့ယနေ့အချိန်ထိမှလည်းပဲသူတို့ယုတ်တိဗေဒနေရာပြင်ရော မိဂတော်နေရောင်နိုင်ရှင်လေးလာကြည့်ပေါ့လေးလာကြည့်တဲ့အခါမှာဗေဒင်ပညာကိုလူသားတွေနဲ့ဆက်ဆံရရလိုအပ်တာလည်းတော့မပူမိစေနဲ့တော့။ဘာကြောင့်လဲဆိုရင်တမလေးရှိပြတ်သွားရင်မကောင်းဘူးသာသနာထိပါတယ်။အဲကျွန်တော်ရဲ့အမြင်ပါပဲနော်။ဒါလိုလေးဖြေကြရအောင်။ဟုတ်ကဲ့ပါဆရာ။အခုလိုမျိုးဆရာဖြေကြပေးခဲ့တဲ့အတွက် online ပေါ်ကအမြင်များလာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။ အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေဖြစ်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ